မင်္ဂလာပါမဆရာဆောင် channel ကမိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုပြပြပေးသွားမယ့်ညီလေးကတော့ password မိတ်တော်တဲ့ Facebook account တွေမှာ password အတိတ်ကိုဘယ်လိုပြန်ယူရမလဲဆိုတာလေးကိုဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုပြပြပေးသွားမှာဖြစ်ပါတယ်ကဲမိတ်ဆွေများအနေနဲ့ဒီနီလန်းလေးတွေကိုမသိသေးဘူးဆိုရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ရှုတော့ဖို့ဖိတ်ခေါ်ပါရစေကဲဒါဆိုရင်ကျွန်တော်တို့စာလိုက်ရအောင် password အတိတ်ယူဖို့အတွက် Facebook application တွေကိုဝင်သွားလိုက်ပါ ကျွန်တော်တို့ဖုန်းနံပါတ်နဲ့အီးမေးလ်ပဲတည်တယ်ဒါပေမဲ့ကျွန်တော်တို့ password မိတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်နားလေးက forget password ကိုနှိပ်ပြီးတော့ကျွန်တော်တို့ password အတစ်ကိုပြန်ယူလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ forget password ကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီမှာ solution တော့ပုံနာလေးမှာ email ဆိုတာလေးကိုပြပေးနေမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်မိတ်ဆွေကအခု password မိတ်သွားတဲ့ဒီ Facebook account ဖွင့်ထားတဲ့အချိန်လုံးကထိတ်ထားတဲ့ email ကြည့်မေးကောင်းပေါ့နော်အဲ့ဒါကိုဒီညမှာထည့်ပေးရမှာဖြစ်ပါတယ် password မေးထားတဲ့ Facebook account ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ owner လေးက access by mobile ဆိုတဲ့ညမှာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အပေါ်နားလေးမှာ mobile number ဆိုပြီးတော့ပြောင်းသွားမှာဖြစ်ပါတယ်ဒီညမှာကိုယ့်ရဲ့ Facebook account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတစ်ချက်ဒီမှာရိုက်ထည့်ပေးလိုက်ပါအခုကျွန်တော်ကတော့ email gmail နဲ့ဖွင့်ထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်က email နဲ့ပဲကျွန်တော် ရိုက်ထည့်ပြီးတော့ကျွန်တော် password အတစ်ကိုယူမှာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော် email ပြောင်းလိုက်မယ်။ data ဆိုရင်ကျွန်တော်ဒီနေရာမှာ email ရိုက်ထည့်ပေးလိုက်မယ်။ခုလိုကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ Facebook account ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်တမ်းမှမဟုတ် email ဆို email ကျွန်တော်တို့ဒီနေရာမှာထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်နားလေးမှာ continue ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Facebook account profile နဲ့ကျွန်တော်တို့ရဲ့ account name ကိုဒီမှာအခုလိုဖျောက်ပေးနေမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ account ဟုတ်တယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ continue ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ email ထဲမှာတွားပြီးတော့ Facebook ကနေပြီးတော့ပို့လာတဲ့ကုတ်ကိုယူပြီးကျွန်တော်တို့ Facebook account password ကိုအတစ်ပြန်ပြောင်းလို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဒီအောက်နားလေးမှာကျွန်တော်တို့ Facebook account ကို two step ခံထားတယ်ဖုန်းနံပါတ်ကြီးခံထားတယ်ကျွန်တော်တို့တခြားနည်းလမ်းညီနေကျွန်တော်တို့ အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီအောင်းထားလေးက try another way ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးပါ Okay ဒီဖက်မှာဆိုလို့ရှိရင်တော့အခုလူကျွန်တော်တို့ရဲ့ Facebook account ကိုဖွင့်ထားတဲ့ email ဒါမှမဟုတ်ဖုန်းနံပါတ်စသည်ဖြင့်အခုလူလာပြီးတော့ပြပေးနေမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက Facebook account ကို email နဲ့ဖွင့်ထားတယ်ဆိုရင်အခုလူ email နေရာမှာအခုလူပြပေးမှာဖြစ်ပါတယ်ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်နေရာမှာအခုလူ ပြပေးနေမှာဖြစ်ပါတယ်ဗျเนาะအခုလိုဒီလိုဖုန်းနံပါတ်ရှိတဲ့နေရာမှာပြပေးနေမှာဖြစ်ပါတယ်အခုကျွန်တော်ကတော့ email နဲ့ဖြန့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ email ပဲပြထားပြီးတော့ဖုန်းနံပါတ်ကြတော့မပြထားဘောเนาะတချို့ Facebook account တွေဆိုလို့ရှိရင်ဒီမှာ email နဲ့ဖြန့်ထားတဲ့ဖုန်းနံပါတ်ကို two step ခံထားတယ်ဆိုလို့ရှိရင်လည်းဒီအောက်နားလေးမှာဖုန်းနံပါတ်ကိုပါပြပေးနေမှာဖြစ်ပါတယ်အဲ့ထက်မှာကျွန်တော်တို့ကဒီ Facebook account password ကိုအတိအပြန်ယူဖို့အတွက်ကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်ဘောเนาะဆိုတော့ကျွန်တော်တို့ Facebook account password ကိုဘယ်နေရာကနေယူမလဲပေါ့နော်ကျွန်တော်တို့က email ကနေယူမလားဒါမှမဟုတ်ဖုန်း number ကနေယူမလားစသဖြင့်ကျွန်တော်ရွေးချယ်နိုင်တယ်အခုကျွန်တော်ကတော့ဒီကိုယ့်ရဲ့ email ထဲမှာကို Facebook ကနေပြီးတော့ကုတ်ပေးလာအောင်ကျွန်တော်က email ကိုပဲကျွန်တော်ရွေးချယ်ပြီးတော့အောက်နားလေးမှာ continue နေပေးလိုက်ပါမယ်တကယ်လို့မိတ်ဆွေတို့ကဖုန်း number အဆင်ပြေတယ်ဖုန်း number ထဲမှာပဲ Facebook ကနေပြီးတော့ကုတ် number ပို့ပေးလာပြီးတော့အစ်ပြောင်းမယ်ဆိုလို့ရှိရင်ဖုန်း number နေရာမှာ ပြောင်းထားပေးလိုက်ပါဘို့เนาะအခုကျွန်တော်ကတော့ဒီမှာ email မှာပဲကျွန်တော်ပြောင်းပြီးတော့ update you မှာဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတို့ကိုတဘောပေါအောင်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဗောနော်အခုကျွန်တော်ကတော့ email ကိုရွေးချယ်ပြီးတော့ email ကနေပြီးတော့ကျွန်တော် password update ကို you မှာဖြစ်ပါတယ် continue နှိပ်လိုက်မယ် โอเคဒီထဲမှာဆိုရှင်တော့ကျွန်တော်တို့ under code ဆိုပြီးတော့မြင်ရမှာဖြစ်ပါတယ်ဗောနော်ဒီထဲမှာကျွန်တော်တို့ code ထည့်ပေးရမှာဖြစ်ပါတယ်ဒီထဲမှာထည့်ဖို့ code ကိုကျွန်တော်တို့ကျွန်တော်တို့ဘယ်ကနေယူရမလဲဆိုရင်ခုနကကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ Facebook account ကိုဖြန့်ထားတဲ့ email ကိုကျွန်တော်တို့ပွားရမှာဖြစ်ပါတယ်အဲ့ဒီ email ဟာကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေခုလူတယ်ဒါမှမဟုတ်တခြားတော့ဖုန်းထဲမှာရှိနေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ email Gmail ထဲမှာတွားပြီးတော့ Facebook ကနေပြီးတော့ပို့ပေးလာတဲ့ code ကိုဒီနေရာမှာလာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် ဒီလိုပဲကျွန်တော်တို့ခုနကကျွန်တော်တို့ရဲ့ဒီ Facebook account ကိုဖုန်းနံပါတ်နဲ့ဖြန့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်မှာရွေးချယ်ခဲ့တယ်ဆိုရင်ဖုန်းနံပါတ်မှာပို့ပေးလာတဲ့ကုတ်ကူဒီနေရာမှာလာထည့်ပေးရမှာဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Facebook ကနေပြီးတော့ two step ခံထားတဲ့ account ဒီမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ Facebook ကနေပြီးတော့ကုတ်နံပါတ်တွေပို့ပေးလာတဲ့အခါမှာဖုန်းနံပါတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဘာကုတ်ပဲကျွန်တော်တို့လက်ခံရယူရယူ Facebook နဲ့ပတ်သက်လာလို့ရှိတော့ကျွန်တော်တို့ WhatsApp account ကိုကျွန်တော်တို့ရှိထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ဒါမှမဟုတ် two step ခံထားတဲ့ဖုန်းနံပါတ်တွေမှာကျွန်တော်တို့ WhatsApp account ဖွင့်ထားမှဒါလင်း Facebook ကနေပြီးတော့ပို့လာတဲ့ကုတ်ကိုကျွန်တော်တို့လက်ခံရရှိမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဒီ Facebook account ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကုတ်ထည့်ဖို့အတွက်ကို WhatsApp account ကိုကျွန်တော်ခွင့်ပေးရမှာဖြစ်ပါတယ်ဗောနော WhatsApp account ဖွင့်နေနေမသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ဒါမှမဟုတ် Facebook page တွေမှာကျွန်တော် WhatsApp account ဖွင့်နေညီလာလေးကိုကျွန်တော်တင်ထားပါတယ်ဒါမှမဟုတ်တခြားတော့ channel တွေမှာကျွန်တော်တို့ like share ပြီးတော့လည်း WhatsApp account ဖွင့်နေညီလာလေးကိုမိတ်ဆွေတို့ share ကြည့်နိုင်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ထဲမှာပို့ပေးလာတဲ့ဒီကုတ်ကူဒီညမှာလာထည့်ပေးလိုက်ပါတော့ ကဲဒါဆိုရင်အခုဒီညမှာကျွန်တော်တို့ email ထဲမှာပို့ပေးလာတဲ့ code ဘယ်လိုယူထည့်မလဲပေါ့နော် email ထဲမှာတစ်ချက်ကျွန်တော်တို့တွားလိုက်မယ် email ကြီးမြေထဲမှာတွားလိုက်ပေါ့နော် okay ဒါဆိုရှင်တော့ဒီညမှာခုဖုန်းထဲမှာရှိတဲ့ကြီးမြေထဲဝင်လိုက်လို့ရှင်ကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ email ဖြစ်ဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook account ဖွင့်ထားတဲ့ email ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုဒီနေရာမှာနေပြီးတော့ကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ email ထဲမှာဝင်ကြည့်ပါကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ email ဆိုလို့ရှိရင်တော့အခုလူဒီမှာကိုယ့်ရဲ့ Facebook account ဖွင့်ထားတဲ့ email မှာနဲ့နေရာမှာအခုလူ Facebook account နေပြီးတော့ပို့ပေးလာတဲ့ကုတ်ကိုဒီမှာမြင်ရမှာဖြစ်ပါတယ်ဗျာဒီကုတ်ကိုကျွန်တော်တို့မှတ်ထားလိုက်မယ်ဒီ3ည8 3ည4 3ည okay ဒီကုတ်ကိုကျွန်တော်တို့ဒီမှာလာထည့်ပေးရမှာဖြစ်ပါတယ်ဗျာ okay မိုင်းအောင်ကျွန်တော်တို့တစ်ချက်ရိုက်ပေးလိုက်ပါ ပြီးတော့တော့ကျွန်တော်တို့ဒီမှာ continue ကိုနှိပ်လိုက်မယ်တကယ်လို့ဒီနေရာမှာကျွန်တော်တို့ထည့်ရမယ့်ကုတ်ဆိုရင်ခုနကကျွန်တော်ပြောလို့ဖုန်းနံပါတ်နဲ့ဖြန့်ထားတယ်ဆိုလို့ရှိရင်တော့ web app account ဖြန့်ပေးရမှာဖြစ်ပါတယ်ပေါ့နော် web app account ထဲမှာဒါဖုန်းနံပါတ်ကနေပြီးတော့ဒီလိုကုတ်ကိုပို့ပေးလာမှာဖြစ်ပါတယ်ကုတ်နံပါတ်ကိုအခုလိုပဲကျွန်တော်တို့ထည့်လိုက်လို့ရှိရင်အခုလိုဒီမှာ new password ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီ new password နေရာမှာကိုကျွန်တော်တို့မိတ်သွားတဲ့ Facebook password အဟောင်းရဲ့အစားဒီနေရာမှာပတ်စွတ်အတိတ်ကူဒီနေရာမှာရိုက်ထည့်ပေးပါပတ်စွတ်အတိတ်ကူကျွန်တော်တို့ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောင်းနာလေးက continue ကိုနှိပ်ပေးလိုက်ပါโอเคအခုလို့ကျွန်တော်တို့ password attack ကိုရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်တခါလေကျွန်တော်တို့ Facebook account လေးကိုပြန်ပြီးတော့ပြန်ဝင်လို့ရတော့ဖြစ်ပါတယ်ပေါ့နော် Facebook account ထဲကို login ဝင်တဲ့ခါတိုင်းမှာကျွန်တော်တို့အခုအတစ်ပေးလိုက်တဲ့ဒီ password အတစ်ကိုပဲကျွန်တော်တို့အတုံးပြုရမှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကဒီ password အတစ်ကိုတချာလေးမှတ်ထားလိုက်ပါပေါ့နော်။ okay အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီနီလန်းလေးကိုအကြောင်းပြပြီးတော့မိတ်ဆွေတို့ရဲ့ Facebook account password မိတ်သွားခဲ့တယ်ဆိုရင်ဒီနီလန်းလေးအတိုင်းပဲ account password အတစ်ပြန်ယူလို့ရပါတယ်။ဟုတ်ကဲ့ပါ GPTU လေးကတော့ဒီလောက်ပါပဲ။မိတ်ဆွေတို့အတွက် GPTU လေးကအကျိုးရှိမယ်လို့ပြောလိုက်ပါရစေ။မင်္ဂလာပါ။